ကျွန်တော်ဒါနောက်မှာရှိတဲ့ goal line တွေကနည်းလေး comfortable ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးတော့ပြီးရဲ့ဗျ။ဆိုတော့ရှောင်းရောင်းဘက်ဖက်က black တောက်ရှော့လိုက်ကြည့်နေကြတဲ့ခိုင်တဲ့တခုမှာတော့ jungler အနေနဲ့သူနည်းနည်းလေး early game အ early game timing တွေမှာတစ်ဖက်က beast တွေပါနေ early down pressure ပေးဖို့မျိုးတွေနောက်မှာလည်းတောက်ရှော့ကတ်နေကြတဲ့ဒါ units ကိုသွားပြီးတော့ pressure ပေးဖို့မျိုးဆိုတာမျိုးတွေက run e-sport နဲ့အတော်လေးလုံးမရပြုတ်မရဆိုတဲ့အနေအထားမျိုးလေးလို့ကျွန်တော်တို့ပြောရမယ်။ Anne Ashley ထပ်ပြီးတော့ပြေးရပြီ။ Transfer wall လေးလက်ရှိနေကြတဲ့ခိုင်တဲ့မှာတော့ Samuel အနေနဲ့ ယူရင်းနဲ့အဲ့ဒီယူရင်းနဲ့ဆိုသူ့အနေနဲ့ဘယ်လိုမှလိမ့်နေမချက်မှာတာမောတော့မဟုတ်ဘူးဗျကွန်မန်ဒေးရှင်းပါရတာဖိုက်ဒီမှာသူ့အနေနဲ့ပြန်ပြီးတော့ကြည့်ရအောင်မယ် P7 Air Strike လေးရောစပြီးတော့ပြီးတော့ပြီဒါပေမဲ့ပြဿနာတော့မရှိဘူးဗျ Objective 5တွေကတော်တော်လေးတော့ဝေးပါသေးတယ် လက်ရှိကလည်းကျွန်တော်သွားနေခဲ့တာအောက်လိန်ကိုအပိုင်ထိန်းပြီးတော့ပဲသူတို့အနေနဲ့ဂိုင်ဂင်လောက်ကိုကျူးရနေရပါတော့။အားလျာ Uranus ကအဲ့ Dominant Ice တွေပိုင်းမပြီးဘူးဆိုလို့ရှိရင်အနေနဲ့တက်ရဖြစ်ရခက်ခဲတယ်ဗျာ။ဒီ Esmeralda ရုပ်ပါဘူးလေပါတယ်။ဒီ update patch ကဒီကောင်တွေကကျွန်တော်တော်လေးစိုးရဲဒါ SP Lane အခန်းကဏ္ဍတစ်ခုမှလို့ကျွန်တော်ပြောလို့ရတယ်။ဒီ map ကကျွန်တော် Danger Crash ဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒီခြုံနေတဲ့ကနေစစ်ဖို့အတွက်ကတော့တေချာမောင်းလုံးမရမယ်။မဟုတ်ရင် ambush ပြီးတော့ surprise ဆိုပြီးမှအာတခါလေးတီးထုတ်သွားမယ်အကွက်တည်းကလည်းကျွန်တော်အများကြီးကြံနေသေးတာပေါ့ဗျာ။ Grow ပဲနော်။ Grow အဲ့လိုမျိုးဒီ ခြုံမုတ်တွေများနေရောလေအဲ့ဒီ grass တွေတဲကနေလျှောက်တိုးနေပြီးတော့ပုန်းနေတာတို့ wide shot flick ကပါညာပြန်ပေးလို့ရတဲ့ပိုင်းကြလေးရှိရဗျာပေါ်တော့ရဲ့ air strike နဲ့ glory wide shot ဆိုလို့ရှိရင် hero တကောင်ကပြတ်သွားဖို့အတွက်ဂျာနိုတော်လေးကိုများရဲဆိုတဲ့ခြေနေမျိုးတော့ဖြစ်နေတယ်အဲ့တော့ loss တော့ hero key က၄မိနစ်ထိလုံးဝမထွက်လာသေးဘူးဒီ second tier fight မှာနှစ်သိန်းတော့ level 4တွေရကုန်ပြီဆိုတော့ဒီမှာတော့ကျွန်တော် hero key လေးပါလေးစပေါ်နိုင်တယ်ဗျာပြီးတော့ Rion Esport လည်းဒီတဲ့5ကိုတော့လာပြီးတော့စိုင်ဖို့အတွက်ဒါအဆင်သင့်ဖြစ်တဲ့အခြေအနေပါပဲ။ တတပိုင်းဖန်ဆိုင်ရတာ barricade လေးပါလေ black သူစပြီးတော့ပြီးတော့ပြီးရတယ်တစ်ဖက်က run e-sport အနေနဲ့သူတို့စပြီးတော့ dance ပဲဆိုရင်တော့မှ grow barricade ကြောင်းတော့ tarot ချာလေးကျွန်တော်တို့ဒါ secure လုပ်နိုင်မှုတော့အနေငယ်ခက်တဲ့အနေထားမျိုးလို့ပြောရမယ်ပေါ့နော်အဲ့တော့ကျွန်တော် yuri ရဲ့ lance slot အနေနဲ့ ac လေးပဲသူအချိန်တွေပါတယ်အများကြီးရတဲ့အချိန်တွေပြ back platform ရတော့ပြန်ပြီးတော့ရှိလာတဲ့ဆိုပေမဲ့ grow barricade ကြောင်း tarot တစ်ဖက်က run e-sport အနေနဲ့အရင် dance လို့သိမ့်မရဘူး front line မှာလည်း messi တောက်လျှောက်လိုက်ပြီးတော့ map open နေခဲ့တဲ့အခိုက်အတန့်တစ်ခုမှာတော့ cafu position လေးကောင်းကောင်းယူပြီးတော့ပြစ်နိုင်မှာတော့ဖြစ်နိုင်မယ်ဗျာအော်အော် play ျွန်တော်နောက်ထပ် resistless ရိုက်ထားတယ်အဒီကတော့ကျွန်တော်ဟန်မီကို force ထားရုံလောက်ပဲဗျာတပ်ဖို့ဖြတ်ဖို့ကတော့တိတ်မလွယ်ကူမှာမဟုတ်ဘူးဒါပေမဲ့ဒီချိန်မှာ ultimate တွေရနေပြီ barricade တာပြီး charge ပြတ်တိုက်မဲ့ dan တွေကိုတော့အဲ့တဖက်ကလေကျွန်တော် view ဆိုင်ရမှာဖြစ်တယ်လို့ super light ရဲ့ air vault ရဲ့ guardian တကွက်ကိုလည်းကျွန်တော်တို့ညှော်လင်းရမှာဖြစ်တယ်ဗျာ hey wide shot ပါ four man နောက်မှာ for the air strike တပြုတ်လိုက်လာသေးတယ်နောက်မှာ bezi ပြန်ကြရတယ်ဗျာ yuji 12လုံးနဲ့တူပဲပြန်လွမြောက်သွားခဲ့သလိုရှောင်းရဲ့ alert five piece တွေကြားထဲမှာ leader ပါတက်တောင်းတဲ့ပြုံမှာတတေဘာပေးလိုက်ရတဲ့နောက်မှာ air e-sport အသင်းဒီတစ်ခေါက်မှာတော့ two man down တက်တယ်မှာပါသွားတဲ့ကြောင့်မလို့ network gap ကတော့ချက်ချင်းပဲ 1k လောက်ထိနေသွားပြီဗျာလုံးဝလုံးဝကျွန်တော်တို့1 4 man တောက်လျှောက်တော်တော်လေးလာတယ်ပြန်ပြီးတော့တိုက်ခတ်ပေးနိုင်ကြတဲ့အပန်းလေးရှိရဆိုပေမဲ့ကျွန်တော်တို့စိုးရင်ခဲ့ရဆိုတဲ့အရာလေးပေါ့လေ join beast control ဘယ်သူထိန်းကြမလဲဆိုတဲ့အရာတစ်ခုပါဒီ second tier fight မှာပဲဒီကောင်ရုံလုံးပေါ်လာခဲ့တဲ့အနေအထားမျိုးလို့ကျွန်တော်တို့ပြောရလိမ့်မယ်ဗျာအလီတာလိုမျိုးဒါဝန်ဝန်လိုမျိုး hero တကောင်နေနဲ့ပြန်ပြီးတော့ကြာသွားခဲ့ရဆိုတဲ့အချက်တစ်ခုပါလေနည်းနည်းလေးတော့ late game နဲ့ပိုင်းချိုင်းမှာပြန်ပြီးတော့ကြီးနိုင်စေလိမ့်မယ် black တော့လေးစားပြီးတော့သူ့အနေနဲ့ဂျုံသွားခဲ့သေးတယ်ဆိုပေမဲ့အလန်းဝေးတဲ့ခြေတစ်ခုမှာတော့တပတ်က run e-sport အနေနဲ့အရင်ကတော့ over extend နဲ့တိတ်မလို့ဘူးကြာသူတို့ရဲ့ jungle space တွေပါပြန်ပြီးတော့ကြည့်ရမယ့်ခြေတစ်ခုလို့ပြောရမယ်အပေါ်လိုင်း first tower မရှိတော့ဘူးဆိုတဲ့အခိုက်အတန့်မှာ elite dive space လေးကနည်းနည်းလေးစားပြီးတော့ကျင်းလာပြီဒီအပြင်နောက်ထပ်စိတ်ပူစရာကျွန်တော်တို့ဒါစိုးရိမ်စရာဒါ AI e-sport ဘက်ကကျွန်တော်တို့တခုရှိရဲအဲ့ညာကျွန်တော်ဒီ farsa အနေနဲ့ standing position တခုမှာလက်ပူဝင်ရိုက်တဲ့တန်တွေကိုလည်းခံရမယ်အပြီးဝင်ကျွန်တော်ဒီအဲ့ position တွေကိုဖြတ်ပြီးဖို့အတွက်လည်းပြန်ကြည့်ရမယ် replay တွေအရကျွန်တော်သွားပြီးလက်ဦးမှုရခဲ့တာတော့ AI e-sport ရခဲ့ဆိုပေမဲ့ရှောင်းရန်နေနဲ့ကျွန်တော် ီပပနဲ့နဲ့ပဲသူရဲ့ little 5b dance ရအောင်မှာ hiroki နှက်ကောင်ရရှိလိုက်တယ်ပေါ့နော်ဒီအတွက်ကြောင့်ပဲ charge faster air strike ချေးလိုက်နေပဲ combo တွဲဝကျူးစားထားသေးရဲ့ဗျာမရဘူးဗျာနော်ကျွန်တော်တို့ဒါတောက်လျှောက်ပဲ instruct ကမပြတ်သေးဘူးဖြစ်နေရဲ့အဓိကဒီ super light တို့ဘာလို့လဲပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ rubber light လေးပါလေးကျန်နေသေးရဲ့နေသားဆိုတော့တိတ်ပြီးတော့တော့မပေးဘူးတော့မလွယ်သေးဘူးဗျာ hiroki နှက်ကောင်တော့ဒီရယူထားနိုင်တယ်တတေပြန်ရတဲ့အချိန်မှာ double 1 key များတော့မများသေးဘူးဆိုပေမဲ့မဆိုးလောက်ဆိုတဲ့ခြေတစ်ခုတော့ e-sport ပတ်သက်ထားသည့် embrave ဒီကြားထဲမှာ resi 6ချမ်း ဂျက်ဆူနာတာပြန်ပြီးတော့ပင်းနေရင်းနဲ့ပဲမက်ဆီပြန်ပြီးတော့ဖောဘက်လုံနေရပြဗျ1 1အတွက်သူတို့ပြန်ပြီးတော့ချိန်ပေးနေတဲ့အခြေအနေတစ်ခုမှာရေဂင်စလန်လင်းရှေးကစတန်နီပြန်ပြီးတော့ပေးလာခဲ့မိမယ်လေအလီတာနောက်ကျတော့ဒီတစ်ခါမှလည်းပြန်လည်ပြီးတော့လွတ်မြောက်သွားတယ်လို့ပဲပြောမှာဗျမလွယ်ဘူးဗျအရင်ပြောနေပြတဲ့တခါကအပေါ်လာမှတခါတည်းရှောင်းရန် only ပဲလိုက်ကြည့်နေတယ် Ezra execution လေး Rory ပြန်ပြီးတော့ပေးရသေးပဲဆိုပေမဲ့ကျွန်တော်တို့ဘာမှတက်မထူးတဲ့အရာတစ်ခုနဲ့ဆက်ပြီးတော့ကြုံတွေ့နေရသေးပဲဗျအောင်လာမှလည်း Messi တော်ချော်လေးကထားပြီးတော့သူ့အနေနဲ့ combination ဘိုင်းကစိုးစိုးလေးလာတယ်ဒီခါရဲပဲတဘောပြန် push ခဲ့တဲ့အပန်းလေးရှိရဆိုပေမဲ့ Jordan ကတော့ဒီ draw ကိုတားဖို့အတွက်အရင်မဖြစ်နိုင်သေးတဲ့အနေအထားမျိုးလေးမှာလည်းကျွန်တော်တို့ဆက်ပြီးတော့ရှင်းနေစပဲလို့ပြောမှတယ် Genius One က BYU ရဲ့ Van Peace တောက်ချော် Chris Bigon လေး Super Bad ထပ်ပြီးသားတယ်ပဲ Yuri ကိုတောက်ချော်လိုက်ပြီးတော့ pressure ပေးနေတဲ့ခဲတဲ့ခုမှာတော့ရှင်းပါလေ Black front line မှာတော့စပြီးတော့ဝင်လာတယ်နောက်မှလည်းကျွန်တော်တို့ဆက်မျိုးရဲ level level နဲ့တောက်ချော်လိုက်ပြီးတော့ diamond ဆိုလို့ရှိရင်သူတို့ဘက်ကလည်း back line မှာ Alita ကို PA7 တို့ကအရင် position တဲလို့မရအောင်ဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်တွေ့ရတယ်ဗျာ ဆိုတော့ Crimson Bacon ဆက်ပြီးတော့ရှိနေသေးပဲနောက်ပါလေ Energy Impact နဲ့ Air Strike ပြန်ရှုမှာ Resistance နဲ့ Lash Shake က Brave Spider ထပ်ပြီးတော့ Backline Control ရအောင်မှာ Tartar ထက်ရောက်လို့များနေတဲ့ဖက်တော့ Blood ဖြတ်အတိုင်းပါတော့ Ruby Cushion မှာ Yuri ထပ်ရတော့ HP ပြတ်တော့မှလေ AOG Blood ကောင်ထပ်ပါလာခဲ့တဲ့ခက်တဲ့တခုမှာတော့ Capu ထပ်ပြီးတော့အဆုံးသတ်ပြီးထားလိုက်ပါပြီ Grand Jaya ရဲ့ Golden Time တခုတော့ကျွန်တော်တို့ဒါစောစီးပဲပြန်ရောက်သွားမလားဆိုတော့ကြည့်ရမယ်ကျွန်တော်ရှင်းမှာပြောလို့ PA7 Feather Air Strike ကျဲတဲ့အချိန်ဒီမှာ Quetti ကျော်ရိုက်မှာပေါ့နော် Samuel အနေနဲ့နောက်တစ်ခုကကျွန်တော် Super Bad အနေနဲ့ Glowing Web ပြီးသွားပြီဗျာ Frontliner နှစ်ကောင်စီ Damage Taken လုတ်ပေးဖို့အကောင်းဆုံးဖြစ်တယ်ဒီ ယူရီနပ်စကောကျော်ဒီဂရိုယိုကိုနေညက်ဒမ်မီပိုင်းမှာကျွန်တော်မီးဆွဲနေမှာဆိုတော့ဒီအတွက်ကရန် e-sport တွေတအားလိကိန်းနေမှာကျွန်တော်အများကြီးကျွန်တော်တို့ရည်ကြီးတော့မဲ့နေထားမှာရှိတယ်အဲ့တော့ရေယွန်နေနဲ့တော့ကျွန်တော်ဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့အလီတာရဲ့ damage ကိုပဲကျွန်တော်တို့မျှော်လင့်လို့ရမှာသူ2000တော့ပြီးနေပြီနောက်ထပ် item လေးထပ်ပြီးမှဆင်ပြေလိမ့်မယ်ဗျာဟုတ်တယ်ဗျာနော်အလီတာကတော့တော်တော်လေးတော့ item တော့ပြန်သွားမယ်ပြောရင်းနဲ့တော့တောက်လျှောက်ပဲကျွန်တော်သုံးလို့ဒီပြန်ပြီးတော့သုံးထားသေးတယ်မက်သီးတန်းပြတ်တယ်ဗျာနောက်ကနေ balance နေပတ်ပြီးတော့ father ရဲ့ air strike ကျဲတဲ့နောက်မှာကာဖူး လုံးဝဖလိတ်ကလေးနဲ့ပြန်လို့သွားတယ်ပြဒါမှလည်းဂျန်နီကရက်စူပါဘက်ကိုတော့ပြန်လဲအဆုံးသတ်ပြီးနေနေပဲ ဖလန်ကေးတပေါအောက်မှာတော့ပြန်လဲပြီးတော့ AI for သင်ဟီးရိုကေးတကောင်ပြန်ရတယ်ဗျ1 for 1 trigger ရခဲ့တဲ့ခုမှာသူတို့နေမယ်လေး first direct ကိုရှောင်းရင်ပြန်ပြီးတော့ကာထားနိုင်စေပဲဆိုပေမဲ့ကျွန်တော်တို့ AI တော့တိတ်မလွယ်ဘူးဗျာနော်နောက်တစ်ဆင့်မြင့်မှု energy level energy level နောက်တစ်ဆင့်မြင့်မှုဆိုရခဲ့တဲ့ခုမှာတော့ကျွန်တော်တို့ PA7 ရဲ့ flan ကေးတကွက်ကိုတော့နော်နောက်တစ်ဆင့်အနေထားမျိုးနဲ့ကျွန်တော်တို့ဆက်ပြီးတော့တွေ့ရပြီဒါနဲ့လည်းပြီးတော့သူ့အနေထားရတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတော့ care တဲ့တစ်ဖက်က back line control on the elita cross board နဲ့ level တက်နေကြတဲ့ခဏတခု air strike တော့ကြောင့် launch control bar နဲ့မှာဆက်ပြီးရလပူတော့ PA7 ထပ်ပြီးတော့အဆုံးသတ်ပြီးထားပါပြီဒါလို့ဆက်သွားမှာပဲသူတို့ ကအဆင်ပြေလိမ့်မယ်ဗျာမောင်းရင်ကျွန်တော်ပုံမှန်တတိယတမယိုးကျ tradition နဲ့အတိုင်းသွားမယ်ဆိုရင်တိတ်အဆင်ပြေမှာမဟုတ်ဘူး အန်ဖရီကိဗင်းနဲ့တော့ပြန်သွားထားတယ်။တခုစဉ်းစားရမှာကဖူးစီလည်းကျွန်တော် damage ထွက်လာပြီဗျာ။ Granja ကကျွန်တော်ဒီနေချာရအားလီကိန်း damage output ကအများကြီးပိုပြီးပေးနိုင်တယ်။ Cavalier Stack နဲ့ Scambio Step ပို့ပြီးတော့များပြားလာရဆိုရင် Residency နဲ့ Death Sonata damage ကတကောင်ကျွန်တော်ခဏလေးပဲတူသွားလို့ရတယ်ပေါ့နော်။ Cavalier Step ပို့များလာရဆိုလို့ရှိရင်သူ့ရဲ့ Residency Skill 1 Unlimited ဗျာ။နော်။၃ကလောက်၄ကလောက်ဒီဇက်တိုက်သုံးလို့ရမယ်။ကာလာတခုသူတို့နေရောက်သွားမယ်။ Malefic Roll လည်းပါလာပြီဆိုတော့ Penetration မှာပါလာပါတော့မယ်။ဟုတ်တယ်။ Iron တွေကတော်လေးတော့များလာပြီနော်။ကျွန်တော် Granja အနေနဲ့လည်း ကဖူးတော်လေးတော့ကန်ကောင်းသွားတယ်သူမကြောက်ဘူးဗျအဲ့တော့သူရဲ့ golden time တစ်ခုကတော့ဆက်လက်ပြီးတော့เนาะရှောင်းလန်းနေတော့ပဲနောက်မှလည်း holy crystal လေးပါလေးပေးထားတယ်ဗျတောက်လျှောက်ပဲ super line အနေနဲ့ solo pub ကြီးချားရဲမှာ messi flicker နဲ့တော့လုံးဝတောက်လျှောက်ဆိုလို့အဆုံးသတ်ပေးသွားနေရင်းနဲ့ပဲ messi ပြန်ကြမလားနောက်မှလည်း flare တွေကြားရဲမှာပွားပြီးတော့မီးနေတဲ့မကြောက်ဗျကဖူး chemistry တပေးရသေးတဲ့နောက်မှာ alita တောက်လျှောက်ကိုလိုက်ပြဖို့ကြိုးစားနေမှာလေ super pub အနေနဲ့ flare တွေကံပြတားရည်ရဲ့နောက်မှာတော့ alita ့ over extend လုပ်ဖို့ကြိုးစားခဲ့တဲ့နောက်မှာတော့ပြန်တောင်းနေရင်းနဲ့ပဲဘလို့မှတော့ super bad အနေနဲ့ပြန်မကျတော့ဘူးဗျာ over 2တစ်ဖက်ကလည်း chris pay ကိုလည်းတော့ flare ရဲ့တွဲလုံးနဲ့သူရခဲ့တဲ့ brace pie ရဲ့ full percent เนาะ full hp ရဲ့5% hp ပြန်ရတယ်ဆိုတော့ check တစ်ခုတော့တော်တော်လေးတော့ bad တယ်မှာအကြာကြီးဖြစ်သွားခဲ့တဲ့အနေအထားမျိုးလို့ပြောရလိမ့်မယ်နောက်ရှောက်ဆိုလိုပဲတစ်ဖက်ကလည်းကျွန်တော်တို့တော့ type sabi တော့ push မယ် excuse ဖြစ်အထုမှာ samuel and the machine လေဘူးဘူးတန်းကြကလည်းခိုက်တဲ့ wrestling 6ကြာတဲ့ sonata kafu နောက်ရှောက် live ပါနေကလည်းခိုက်တဲ့တစ်ခုမှာတော့ရှောင်းရန် light dash ဖို့တော့များနေသေးပြီဗျာ blend နဲ့တခါရဲ့ဘက်သူ front line မှာတော့နည်းနည်း မစ္စတာကော့ချ်ဒီဗိုင်နဲ့ပြန်ပြီးတော့သွားဖို့အနေထားမျိုးလေးတော့ပြန်တွေ့ရတယ်။ဒါပေမဲ့ဘာမှမတူဘူး front line ဖြတ်တိုင်း Yuri with the retribution ရှောင်းရတဲ့ကထကြကြတဲ့ကဲတော့ကဘ air drop လေးတပ်ပေးတာနဲ့ channel ကရဲ့ super bad AOG ပြန်ခုန်ထားခဲ့ပေမဲ့ဒီ long row AI e-sport ဆက်လက်ပြီးတော့တင်ပိုက်ထားနိုင်ခဲ့ပါပြီ။ Fasa Grow တွဲလုံးနဲ့ Joint ထိမှုအတွက် through plan လာခဲ့တဲ့ strategy တကူကအလုံးဖြစ်ခဲ့တယ်လို့ပဲ Yuri ဒီပရိမာတော့ပြောလို့ရတယ်ဗျာ။တကယ်လို့အလုံးဖြစ်သွားတယ်။ Yuri final execution တုံးလို့စီတပ်ပိုင်းနိုင်တယ်ကဖူးတကောင်ပါခေါ်ဖို့ကြိုးစားတယ်ဗျာ။ through the three နေတောင်းမှာတော့ကျော်ပြေးရိုက်ဖို့ကြိုးစား Raises လက်တွေအောက်မှာရအောင်ပဲ Yuri ပြန်ပြီးတွက်လာခဲ့ပါသေးတယ်တော်တော်လေးတော့တရက်လက်ပါတဲ့ကစားကွက်တွေအရင် e-sport အသင်းပြသနေရလို့ပဲကျွန်တော်ဒီနေရာမှာတောင်းတလိမ့်မယ်ဗျာမိကကနေပြီးတော့တက်လိုက် creative တွေလည်းကဖူးပြန်လည်ပြီးတော့ရှင်းထုတ်မှာဖြစ်ကဖူးကလုံးဝတော့မကြသေးဘူးဒါပေမဲ့ဒီ UA နဲ့ Grow ကြီးကိုကြော်ပြီးတော့နောက်ဒီ backline တွေကို damage ပေးဖို့ဆိုတာ two drop ကတော်လေးမလွယ်ဘူးဗျာနောက်မှလည်း father ball ကိုပါနေနေထားကြောင်လည်းပါတယ်အခုလည်း father air strike ချင်း player လေးပြန်ပြီးတော့သုံးလာသေးရဲ့မိကတော့မပေးရဘူး drop ကိုတော့ ရင်း e-sport နေအကောင်းဆုံးပြင်ပြတားလာနိုင်သေးတယ်လို့ပြောမှာဗျာဆိုတော့ AI နေနဲ့တော့သူတို့ဒီ mega tower တစ်လုံးလုံးရနိုင်တော့ပိုကောင်းတယ်ဗျာနော်ကဲ yeah e-sport အနေနဲ့ mega lane push ပို့တော့ရှောက်ဆက်ပြီးတော့သူတို့အနေနဲ့ကြိုးစားနေစေပဲအပေါ်လမ်း mega နည်းနည်းလေးပို့ပြီးတော့ဖြစ်နိုင်တဲ့အနေအထားမျိုးတွေတော့ပြောရမယ် group pocket တစ်ဖက်ကလည်း magic တွေနဲ့ back line only ပဲ uns and on edge တွေအောက်မှာတော့ elite ဖြစ်ချက်နဲ့တူပဲ first mega tower ဆက်ပြီးတော့ရလိုက်ပြီဗျာ ဒါပေမဲ့အရင်တိုးလို့ကောင်းတဲ့အနေထားမျိုးတော့တိတ်မဟုတ်တော့ဘူးနော်တာဝါဘန်နိရှ်တွေနောက်ထပ်ကြာရှိနေခဲ့တဲ့မေဂါဘန်နိရှ်တွေထပ်ပြီးတော့ရှိနေသေးပဲဆိုရဲအခိုက်အတန့်မှာ Ryan Esports ဘက်ကလည်းကောင်းကောင်းကြီး defend ထားလို့ရနေသေးရဲ့ဆိုရဲအနေထားမျိုးလို့ပြောရမယ်။တာတော့တာသွားပြီ။ဒါပေမဲ့အရင်ရောကျွန်တော်တို့ post လို့တော့ မရသေးဘူးဗျရှောင်းလိုက်ကမဲ့ beast control တွေကနောက်ပိုင်းမှာတော့တစ်ဖက်က1 1နဲ့ဒီ faster faster ရုပ်ဘော်ကိုကောင်းကောင်းပြန်ပြီးတော့ pressure ပေးနေတဲ့အနေအထားမျိုးလေးမှာတော့ရှိတယ်ဒါပေမဲ့ PA7 ရဲ့ faster fully power spike ဖြစ်နေရဲ့ဗျ Donor Hero ကသူ့နောက်ရိုင်းကတ်လို့ရမှာတော့မဟုတ်ဘူး Blowing ကိုပြီးသွားတာဆိုးတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့သူ့ရဲ့ဒီ AOE ဒါ best damage ကတော့ပို့ပြီးတော့ဆင်ပြေးလိုက်မယ် Rayon Esports ဘက်ကတော့နည်းနည်းစိတ်ရှည်မှုလိုအပ်နေရလို့တော့ကျွန်တော်တွေးမိရဗျာဒီရှောင်းရန်ရဲ့ Electro Fire Dance တွေဟာဒီ Father Grow ရဲ့ timing နေအောင်မှာပဲကွက်တီသွားကြနေတော့သူဘလို့မှ like ကတ်လို့မရဘူးဖြစ်နေရဗျာဒီလက်ပူးနဲ့ကျွန်တော်ဒီရှောင်းရန် နေတိုင်ပင်ကွတ်တီလောက်သွားကြမယ်ဆိုရင်တော့ AI Esports ကိုသူတို့ရင်ဆိုင်ရတဲ့အပိုင်းတွေဟာပို့ပြီးတော့အဆင်ပြေလိမ့်မယ်။မကြိုင်ခင်မှာပေါ်လာမယ့် objective ကတော့ကျွန်တော်ဒီ Rainbow အတွက်အဆုံးဖြတ်ဖြစ်လာမယ့်အရာတစ်ခုဗျာ။ဟုတ်တယ်အဓိကဘာလို့နေရလဲဆိုတော့ Winner Crown ။ဟွန်း Winner Crown မပါသေးဘူးဆိုလို့ရှိရင်သူ့အနေနဲ့ဘလို့မှ Letter Fine Piece တွေကိုဒီ Balline နဲ့ဝင်ပြီးတော့အကြိုက် damage ပေးဖို့ဆိုတော့မဖြစ်နိုင်ဘူးဗျာအခုလည်းဒီ mega tower တစ်လုံးပေးလိုက်ရရင်အဲ့ဒီပြုံမှာဒီနောက်မှာရှိနေခဲ့တဲ့ second tower တွေအကုန်လုံးပေးလိုက်ရတဲ့အတွက်ကြောင့်မလို့ ဒီ blue buff free fire ကြီးကရားဘူးတော့မလွယ်တော့ itemize ဆိုင်ရာမှာလဲ real esport နေနောက်ဘက် 5k တော့မှနေသွားတာပါနော်လော်ပေးလိုက်တဲ့အချိန်မှာတော်လေးသိတာပြဗတိတော့ချုပ်ကြတယ်အဲအဲ့လိုမျိုးဒီ law တွေမှာထပ်ပြီးတော့ပေးရတဲ့အချိန်မှာသူတို့နေတီယာပေါ့ပဲနောက်ဘက်ကွာမှုကြီးမားတဲ့ຢာတစ်ခုရင်ဆိုင်နေရပြီဒါတွေကိုသူတို့ itemize ဆိုင်ရာပြန်လည်ဖြည့်တင်းဖို့အတွက် space ကလဲ lane freezing လုပ်ထားတော့ဘလို့မှပြန်ရှာလို့မရနိုင်တဲ့အခြေအနေမျိုးတော့ဖြစ်နေရဲ့ Grinder မသိဘူးဆိုတာမှန်ပေမဲ့ Grinder ပြရမယ့် hero တွေကရွေးနဲ့နဲ့ Grow ဆိုတော့ဒီဘွဲကပြောမှာဆိုလို့ရှိရင်တော့ damage လုံလောက်မှုကအနှဲငယ်လေးကြောပါလာကြီးကြာနော်။ Game တော့ပုံစံနဲ့သူတို့ပြန်ပြီးတော့ကြုံတွေ့နေရတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ပြောရမှာထင်တယ်ဗျာနော်။ Grinder နဲ့ဒီ Trizzle ကိုဖြည့်ရှင်းမှုကလည်း Game 1က Kafu ရဲ့ Grinder နဲ့လိုအပ်ချက်တွေများစွာတော့ရှိခဲ့တယ်။အဓိကကသူ့ရဲ့ hero လိုအပ်ချက်ဆိုတာမျိုးထက်သူရခဲ့တဲ့ nature အရသူတို့တွေနဲ့ blue map ပြန်ပြီးတော့ရှင်းလို့မရခဲ့ဘူးနော်။ Scammy the stack တွေအရင်ထောင်ထများပြားနေရဆိုလို့ရှိရင်တော့တမျိုးပေါ့ဗျာ။ Mandarin ပေါင်းပြီးတော့ဖြည့်ရှင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အများကြီးတော့ဖြစ်မယ်။ဒါပေမဲ့လက်ရှိချိန်ဒီထိရောက်ကျွန်တော်တို့အရင်သွားလို့တော့သိမရသေးဘူး။ ဒီကြားထဲမှာလဲ Swallow of the Father Air Strike တန်တွေအများကြီးရှိသေးတယ်တစ်ဖက်ကလည်းပြန်ထိုး Extra Triangle တော့ damage တွေအောက်မှာတစ်ခါလဲတက်ပြီးတော့ပြတ်ခဲ့တဲ့ Super Line Crossbow တန်တွေနဲ့ Elite Dash ကို Light ဖျက်နေခဲ့တဲ့ damage တွေအောက်မှာတစ်ဖက်က Super Bat နဲ့ Flicker Attack ကိုပဲချန်ရှိနေခဲ့ရှောင်းရံ only ပဲလမ်းကြည့်နေခဲ့တဲ့အခြေအနေမှာတော့ One Man Down front line မရှိတော့ဘူးဆိုရယ် Ryan Esport ဒီလောက်ထပ်ပေးရဖို့တကြတဲ့လောက်ဖြစ်သွားခဲ့ပါပြီ Fanta Execution နေကျွန်တော် Crawfather တွဲလုံးနေ Objective Fight တွေမှာရင်ဆိုင်ခဲ့တဲ့ AI Esport ရဲ့နောက်ကျွန်တော်ဒီအလဲပြောင်းတစ်ခုကတော့ကျွန်တော်လက်ရှိအခြေအနေမှာအဆင်ပြေသွားပြီလို့ပဲကျွန်တော်တို့သုံးသပ်လို့ရတယ်ဗျာ။အားလည်း minute တွေမှာ AI Esport အနေနဲ့တကယ်ကိုကျွန်တော်ရုံးကန်နေရတယ်။ဒီရှောင်းရံ BC လိုက်ခဲ့တဲ့အခြေအနေမှာ Farsa အနေနဲ့အလုံးဝတဲလို့မရဘူးဗျာ။ Farsa Group တွဲလို့ချိတ်လို့မရဘူး။အလီဒါကိုရိုင်ကနှစ်ခါလောက်ထိကြာနေခဲ့တဲ့အရာတစ်ခု။ဒါ့ပြင်မဲ့သူတို့အနေနဲ့ကျွန်တော်ဒီခုနကတော့ Objective Fight တွေမှာဒါ Yuri ရဲ့ Final Execution နဲ့ Retreat ကွတီကြောင်းရဲ့ပိုင်းနေရတယ်အစင်ပြေသွားတယ်ရှောင်းရန်ဒီတစ်ခေါက်မှလည်းကျော်ပြန်ပေးလိုက်ရတယ်ဗျာမရဘူးဗျာနော်သူနေတယ်ကျော်ခုနကပြောခဲ့သူ winner crown မပြီးသေးရတော့သူဘလိုက်ဝင်မှုဆိုတာလုံးဝမဖြစ်နိုင်တော့တဲ့အချိန်တခုဗျာနော်ဖာစာလည်း flicker ရှိမယ် wins by win ရှိမယ် leader အနေနဲ့လည်း inspire crossbowder ရှိမယ်ဗျာ land slot aim မှုဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတော့ဒီ damage dealer တွေကို line aim ဖို့အတွက်တော်လေးကိုခက်ခဲလာတဲ့အခြေအနေမှာနော်ဒီတစ်ခေါက်မှလည်းပြန်ပြီးတော့မရှောင်းရင်ကြာသွားခဲ့ရတယ်ဗျာဒီတစ်ခါမှပေါ်လာခဲ့တဲ့ နော်လောနဲ့တူပဲနောက်တစ်ချိန်ထပ်ပြတ်တက်လာလို့ရှိမယ်အလယ်မှာလဲ Forsyth Airstrike လေးနဲ့ Megatarak ကိုတော့ဓာတ်တော်လေးသွားပြီးတွန်းနေရတဲ့အနေအထားတစ်ခုမှာ Yuki ကတော့နှစ်သိန်းလုံးမပေးရသေးဘူးဗျာ ကဲဒီလိုကိုဒီထားဖက်ကလည်းကျွန်တော်လော်ဘန်ရစ်တမေ AI e-sport ထပ်ပြီးတော့တက်လာကြပြီဆိုတဲ့အနေအထားမျိုးကိုပြန်တွေ့ရအောင်မယ် Ring Slash Lash ကလည်းတစ်ဖက်ကဆင်မြူရယ်လဘလဘူနေနဲ့ပြန်ပြီးတော့ပီးတာဆိုလဲဆိုရင်ဘာမှတော့သင်မထူးဘူးဗျ Area လည်း Immortality ပြီးလာကြတဲ့ခိုင်တာတစ်ခုပေါ်တော့သူ့ကိုတော်တော်လေးတားဆီးဖို့ကတော့ Singer Dagger Stand လေးပါမလာခဲ့ရဲ့ Round e-sport ရဲ့ backline အနေနဲ့အတော်လေးခက်ခဲတဲ့အနေအထားမျိုးကိုပြောရအောင်မယ် Base Control အမပြီးသွားပြီ Drop Barricade နဲ့ Three Man လေးပဲထပ်ပြီးတော့တီးတာဆဲပဲ Ring Slash Lash ကတစ်ဖက်ကဆင်မြူရယ်ကဲတားကြပြီဆိုတဲ့ခိုင်တာတစ်ခုပေါ်တော့ Two Lane Mega လည်းပဲပြန်ပြီးတော့ချင်းမဲ့ခိုင်တာတစ်ခု Triangle လေးထပ်ပြီးတာနဲ့ Two Lane Mega ရော AI e-sport ဆက်ပြီးတော့ရလ ိုင်တယ်ဗျာနောက်ကနောက်တဲ့မီနီယာတဝေးတွက်ကလည်းကျွန်တော်တို့ပြန်ပြီးတော့လိန်ကလီရလို့လုံနေခဲ့တဲ့ခက်တဲ့တခုမှာ all in mega ကိုပဲပထမဆုံးသူတို့အနေနဲ့ပြန် full star တော့ဘူကောင်းပါလိမ့်မယ်ဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ unbreakable by power မယ်ဆိုလို့ရှိရင် andy ရဲ့များတဲ့အခက်အခဲတခုလို့ပြောရမယ်ဂျူရီနဲ့ပြန်တော့ထွက်လာသေးတယ်ဗျာအဲ့တော့ failure airstrike တက်ချိန်ဘက်လိုင်း control forge shut down ကိုပြန်ပေးလိုက်ရပါပြီ3 man low out တန်းပြီးတော့ down man နေတာတခုလို့ပြောရမယ်ဗျာဒီကောက်မှာလည်း kafu တကယ်ကိုကောင်းတယ် black ရဲ့3 man stand ကို airstrike alive ဆိုတော့ quality ပဲဗျာနောက်မှလည်း jury နောက်ဆက်ပဲ super back ကိုသွားပြီးတော့ကြည့်နေ tone loss ကြီးကြားရမှာ flicker ก็เลยชาวบ้านนี่ไฟได้เอ็กซ์คริชชี่นี่จอมมันสุดปันได้แมงกะเกดที่ว่าตีไปนี่เนี่ยเป็นยูรี่มีข้อมาในตัวน้องอุตเตจูบูโรจูด่านี่เบียร์น้ำมันเจนนี่ก็เลยเซมบรีสุดปะเผาเนี่ยต่อยจ่าเรามาเป็นอันที่อะไรมาเป็นไลฟ์บิวเวอร์เป็นอลิตาบีควันนี่ก็เป็นมิชชูโรมาแค่ไหนเนี่ยเปล่าฟลอเรนส์ไรเป็นมีตัวน่าดึงเนี่ยน้ำมันเซมบรีดีกว่าที่พี่เจ้าหนี้ครอสบอลเจ้าหนี้จ่าเรามาจูด้วยเจ้าหนี้พี่มาหน้ามาเจนนี่กันเลยจ๋อจ๋อเสียงสุดๆสุดปะเบิกกว အနိုင်ရရှိနေရင်လည်း MSA season 2ရဲ့အဖွေပွဲအစဉ်လေးကတော့တကယ်ကိုပဲလှပသွားခဲ့ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့90 90เนาะ game number 3မှာတော့တရားခိုင်တော့ကတော့ရန် e-sport အနေနဲ့ရရှိသွားတဲ့ပွဲစဉ်တစ်ခုလို့ပဲကျွန်တော်တို့ဆိုရမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ် best of 3